ကျမတို့မကြပါစားခင်ဗျာ2025ခုနှစ်ဧပြီလ26ရက်နေ့ရဲ့ညခင်သတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်ဝေယံပါတော်လှန်နေသစ်ပါခင်ဗျာအဲ့တော့ဒီကနေ့ညခင်မှာထူးခြားပြည့်စင်ပါသတင်းတွေများရှိမလဲဆိုတာကိုပထမဆုံးစပြီးတော့ကြည့်လိုက်အောင်ပါပထမဆုံးသတင်းတစ်ပုဒ်ကတော့ကျုံတိုးမြို့ကို KNL နဲ့မဟာမိတ်တွေပိတ်ဆို့တိုက်ခိုက်တာကြောင့် ီမူရည်စေးဝါးနဲ့ချမ်းသာနေတဲ့ BGF ဘုံမောင်ဝင်းအောင်မိသားစုနဲ့တပ်ဖွဲ့တွေဟာမော်လမြိုင်နဲ့ဗဟန်ဘက်ကိုထွက်ပြေးတင်းရှောင်နေစေထွက်ပြေးတင်းရှောင်နေရဆိုတဲ့သတင်းမှာကရင်ပြည်နယ်ကျုံတိုးမြို့ကိုကေနလီနဲ့မဟာမိတ်တွေပိတ်ဆို့တိုက်ခိုက်တာကြောင့်ဒီမူရည်စေးဝါးနဲ့ချမ်းသာနေတဲ့ BGF ဘုံမောင်ဝင်းအောင်မိသားစုနဲ့တပ်ဖွဲ့တွေမော်လမြိုင်နဲ့ဗဟန်မြို့ဘက်ကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်အဲ့လိုတိုက်ခိုက်မှုကြောင့်ကျုံတို့မြို့နယ်တဝိုက်မှာမူရည်စေးဝါးလောင်ကစားနဲ့ ဂိတ်ထိုင်ပြီးတော့ငွေညှစ်မှုတွေလှုပ်ဆောင်နေတဲ့ပကြီးရဲ့ကရင်နေကြဆောင်တပ်ဖွဲ့ဘိုးမောင်ဝင်းအောင်နဲ့ဆွေမျိုးမိသားစုတွေပါဝင်တပ်ဖွဲ့ဝင်အင်အားတရတပ်ဖွဲ့ဝင်အင်အား50လောက်ဟာမော်လမြိုင်မြို့နယ်ဗန်မျိုးဘက်ကိုထွက်ပြေးတင်းရှောင်သွားတယ်လို့လည်းသိရပါတယ်။ဧပြီလ15ရက်နေ့က KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကကျုံတိုးကော့ဂရိတ်လမ်းမိုက်မှာရှိတဲ့ BGF ဘုံမောင်ဝင်းအောင်ရဲ့ခင်းယုံမူရစီဖြန့်တဲ့နေရာနဲ့ ကုံကငွေတောင်းတဲ့ဂိတ်နေရာတွေဖြစ်တဲ့လေးတိုင်းချောင်းပြားနချံကုန်းဂိတ်တွေကိုတိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးလိုက်တဲ့အတွက်ဂိတ်တွေကိုဆွန့်လွတ်ပြီးတော့ထွက်ပြေးရပြီးတပ်ဖွဲ့အလိုက်ထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါဗျ။ BGM မောင်ဝင်းအောင်ကမွေးရစေဂိမ်းယုံ အာဝါလေးမောင်းနှံဂိတ်အကုန်လုံးတယ်လီအဲ့ဒါနဲ့ချမ်းသာနေတာမလမြန်ရောပန်အန်ရောအိမ်နေထက်ပြီးတော့ဝယ်ပြီးတော့စောက်ထားတာအခုသူဂိတ်တွေသူဆေးဖြတ်နေနေရာတွေ PDF ဒီကရင်အဖွဲ့ လက်သုံးချောင်းဖွဲ့တွေဝင်တိုက်တော့ပြေးရပြီအခုကြုံတိုးမြို့တဲ့ဝင်သိရင်သူ့အိမ်နေမိသားစုတွေထိတော့မှာကြောက်တော့တက်ဖွဲ့လိုက်အကုန်မော်လမြိုင်ဗဟန်ဘက်ကိုပြေးရှောင်ကြပြီနောက်တစ်ခုကသူတို့ကအခု BGF က KNA ဖွဲ့ပြီးတော့စကားဆောက်ကိုပြန်တိုင်းမဲ့ကိစ္စအကောင့်တွေဖော်လာပြီဆိုရင်သူမပါရဲဘူးဆိုပြီးတော့သူ့လူတွေကိုခေါ်ပြီးတော့ပြေးရှောင်ကြတာပေါ့လို့ဒေတာရင်းသတင်းရင်းမြစ်ကအခြေအနေတွေကိုပြောဆိုရှင်းပြပါတယ်ခင်ဗျာအဲ့ဒီကြုံတိုးခြေဆက် BGF တက်ဖွဲ့ ဘုံမောင်ဝင်းအဲ့ဒီဘုံမောင်ဝင်းအောင်ဆိုတဲ့သူကအရင်တော့ကျုံတို့မြို့မှာဆိုင်ငယ်ငါးမောင်းသူဖြစ်ပြီး KNU KNL PC ငင်းရဲရေးကောင်စီတပ်ဖွဲ့တွေကိုဝင်ရောက်ကမွေးစေဝါပို့ဆောင်ရောင်းဝယ်မှုနဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ကလာရောက်ဖမ်းဆီးခံရတဲ့အချိန်မှာငွေသိန်းရာချီလက်ထုပ်ပြီးတော့ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်လိုင်းပွဲမြို့နယ် BGF တပ်ဖွဲ့ကိုဖတ်ပြောင်းပြီးတော့ဝင်ရောက်ကဒီကျုံတို့မြို့ BGF ဖြစ်နေလက်ငွေပေးပြီးဘိုးအဆင့်ရာထူးရယူကညီဖြစ်သူမြင့်အောင်ကိုထမှန်ပြီးတော့ဘိုးရာထူးနဲ့ တပ်ဖွဲ့ဝင်လှုံ့ဆော်စေပြီးတဲ့နောက်ဂျုံတွုံးမြို့နယ်ကျေးရွာတွေမှာတရားမဝင်လောင်းကစားဂိမ်းယုံတွေအဝါဒီပွဲတွေမီးစေဝါဖြန့်ပြီးပြီးတော့ရောင်းချမှုနဲ့တရားမဝင်လုပ်ငန်းမျိုးစုံလှုံ့ဆော်နေတဲ့သူဖြစ်တယ်လို့သိရှိရပါတယ်အော်ဒီပြည်ရတပ်ဖွဲ့ဝင်တွေဟာပြည်သူလူထုကိုလည်းအကျုံးမပြုအကျုံးမပြုတဲ့အပြင်မှာမွေးရစေဝါဖြန့်ဖြူးတယ်ပြည်သူတွေလူငယ်တွေကိုဒုက္ခရောက်အောင်အမြဲတစေဆုသလို့ ဒီမကောင်းတဲ့လုပ်ငန်းတွေနဲ့ကြီးပွားချမ်းသာဆွေစဉ်မျိုးဆက်ကျွဲဝနေတဲ့သူတွေဖြစ်တဲ့ပြည်သူပေါ်မှာတော့ဘယ်တော့အခါကမှအကျိုးပြုခဲ့တဲ့သူတွေမဟုတ်ဘူးအခုတော့တော်လိုင်းရဲ့နောက်ပိုင်းကာလမှာဘီဂျီအများစုလဲအကဲနလီဒီ KNU ဖွဲ့တွေပါဝင်အဲဒီကရင်ဘက်မှာအဲကရင်ကအဲဒေသခံတွေပြောသလိုလက်သုံးချောင်းအဖွဲ့တွေပေါ့နော် PDF တွေပါမှာလက်သုံးချောင်းအဖွဲ့တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တဲ့အခါမှာအခုလိုမျိုးခွေးပြေးဝက်ပြေးနဲ့မိသားစုလိုက်တိုင်းရင်းတပ်ဖွဲ့လိုက်တွေ ပြေးရှောင်ကြရတဲ့အနေအထားကိုပထမဆုံးသတင်းတပုတ်အနေနဲ့တွေ့မြင်ရတာဖြစ်ပါတယ်အဲ့တော့ပြည်သူပေါ်မှာနှိမ့်ဆက်ညှဉ်းပန်းပြီးဒီမွေးစည်းဝါးကိစ္စတွေလောင်းဝစားကိစ္စတွေနဲ့ပြည်သူကိုမျိုးမျိုးဒုက္ခပေးခဲ့တဲ့သူတွေရဲ့နောက်ဆုံးညီကုံချုပ်ရမှုကတော့အခုသတင်းတွေကပါတဲ့တွေ့တဲ့အတိုင်းပါပဲဟို KNY ဆိုပြီးတော့ဘီရက်တီကပြန်တိုက်မဲ့အစီအစဉ်တွေလည်းရှိပါတယ်ဒါပေမဲ့သူမပါရဲဘူးဒီလောက်တော့တက်တည်မရှိဘူးဆိုရင်တော့အခုလိုမျိုးပြေးလဲဘယ်လောက်ထိသူတို့ပြေးနိုင်မှာလဲ ောက်ဆုံးပိတ်မှာတော့တော်လိုင်းတက်ဖွဲ့တီပြည်သူ့ဘက်တော်သားတွေရဲ့ခြေမုံမှုကိုခံရမှာမလွဲမသွေပါပဲဒါတော့ပထမဆုံးသတင်းတစ်ပုဒ်ဖြစ်ပါတယ်အော်နောက်ထပ်ကျွန်တော်တို့သတင်းကိုဆက်ပြီးတော့ကြည့်အောင်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဖျားသုံးစုကိုအကြံဖက်စစ်ရှုံးကောင်စီကလေချောင်းကနေဘုံအလုံး30ကျော်ကျဲချတိုက်ခိုက်လိုက်တဲ့ဆိုတဲ့သတင်းမှာခရင်ပြည်နယ်ဖျားသုံးစုမြို့နယ် မက္ကဒါရွာအနီးမှာရှိတဲ့ကရင်ပြည်သားစီယုံ KNU တပ်မဟာယုံအဆောက်အုံရှိရာနေရာနဲ့တတ်ထုမိုင်းတွင်းနေဘက်ကိုစစ်ရုံးကောင်စီကလေကြောင်းကနေဘုံသီးအလုံးရေ30ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ဒီကနေ့ဧပြီ26ရက်နေ့မနက်6နာရီဝန်းကျင်လောက်ကမက္ကဒါရွာနီးမှာရှိတဲ့ခနောက်စိန်ခဲတတ်တု2ဖော်ရေးမိုင်းတွင်းအမှတ်1နဲ့ငါနေရာ KNU ဂိတ်ဟောင်းနေရာနဲ့တမဟာယုံအဆောက်အုံနေရှိတဲ့နေရာကိုဝိုင်းတွဲ လေရင်နဲ့ဘုံကျဲသွားတာဖြစ်တယ်လို့ဖះသုံးစုဒေသခံတွေကအရှင်တွေကိုပြောပြပါတယ်ခင်ဗျာဘုံကျဲတိုက်ခိုက်မှုကြောင့်အဆောင်အုံချို့ထိခိုက်ပျက်စီးခဲ့ပေမဲ့လူထိခိုက်တာတော့မရှိဘူးလို့လည်းသိရပါတယ်မကတာဂိဟောင်းရဲ့တမဟာယုံပိုင်အဆောင်အုံရဲ့တော့ထိတယ်အဆောင်အုံတွေကတော့လုံးဝပျက်စီးသွားတယ်လူတော့ထိခိုက်တာမရှိပါဘူးလို့ဖះသုံးစုမှာရှိတယ်တရင်ရင်မြစ်ကပြောပြပါတယ်ခင်ဗျာပြီးခဲ့တဲ့2022ခုနှစ်နိုဝင်ဘာလ16ရက်နေ့မနေ့အစောပိုင်းကလည်းအဲ့ဒီဒေသမှာရှိတဲ့ခနောက်စိန်း ခဲတတုမိုင်းတွင်အမှတ်6နေရာကိုလေကြောင်းကနေဘုံကြီးတိုက်ခိုက်ခဲ့တဲ့အတွက်တရုတ်နိုင်ငံသား3ဦးသေဆုံးပြီးတော့8ဦးထိခိုက်ဒဏ်ရာရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။အလားတူပဲ2022ခုနှစ်အောက်တိုဘာလ6ရက်နေ့ကလည်းမက္ကတာရွာမှာရှိတဲ့ဘုံကြောင်းဤမှာစစ်ရှုံးကောင်စီတပ်ကလေရင်နဲ့ဘုံကြီးတိုက်ခိုက်တဲ့အတွက်ဘုံကြောင်းပေါ်ဘုံကြီးကြပြီးတော့ဘုံကြောင်းအပါဝင်နေရင်ချုပ်ထိခိုက်ပျက်စီးခဲ့ရတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်က နေပြည်တော်အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာအဆောက်အုံတွေတိစောက်ခဲ့တဲ့ကုမ္ပဏီအားလုံးနေပြည်တော်စီပင်ကို ပြန်လည်ဆက်သွယ်ရမှာဖြစ်ကြောင်းစစ်ရှုံးကောင်စီကအမိန့်ပေးလိုက်ပါတယ်။ဒါနေပြည်တော်တိစောက်ခဲ့တဲ့ကုမ္ပဏီတွေအဲပြန်လည်ဆက်သွယ်ဖို့စစ်ရှုံးကောင်စီကညွှန်ကြားလာတာလည်းဖြစ်ပါတယ်။အဲ့တော့အဲ့ဒီအဆောက်အုံတွေကတော့ဘလို့မျိုးဒီအချမ်းဘတ်စစ်ရှုံးကောင်စီရဲ့ ညစ်ပတ်မှုကိုခံရမလဲဆိုတာတော့စောင့်ကြည့်ရမှာပါဘလို့ပဲဖြစ်ဖြစ်ဒီရာကိုစောက်ခဲ့တဲ့ခရိုနီတွေတကယ်ပြည်သူလူထုပေါ်မှာကုတ်သွေးဆုပ်ခဲ့တဲ့သူတွေအားလုံးကလည်းစစ်ရှုံးကောင်စီနဲ့ထုတ်ပြချနာပါပဲပြည်သူကုတ်သွေးဆုပ်မှုမှာဟိုကတော့ယူနီဖောင်းဝတ်ပြီးတော့အမိတ်ယာဒူအမျိုးမျိုးနဲ့တနက်ပြပြီးတော့ကုတ်သွေးဆုပ်တဲ့ဒီခရိုနီတွေကလည်းဒီနေ့အတိုင်းပါပဲဒီကောင်တွေနဲ့ပေါင်းပြီးတော့ပြည်သူပေါ်မှာအမျိုးမျိုးဒီအဆောင်အုံတွေ လေသမားတွေဆိုလည်းလေယာဉ်မြေတွေကိုစစ်တပ်နဲ့ပေါင်းပြီးတော့တင်းပြီးတော့ဆက်ယုံနေစောက်ကြတယ်လေသမားတွေမှာလေယာဉ်မြေအသိမ်းခံရတယ်ကျွန်တော်2015ရွေးကောက်ပွဲနိုင်ပြီးတဲ့ကာလနောက်ပိုင်းမှာဆိုရင်အဲ NDI အယက်သားအစိုးရလက်ထက်မှာကျွန်တော်တို့အများကြီးကြုံတွေ့ခဲ့ရပါတယ်လေသမားတွေအဲသူတို့ရဲ့စစ်တပ်ကတင်းထားတဲ့လေယာဉ်မြေတွေကိုပြန်လည်ရရှိဖို့အတွက်တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ဖြစ်စဉ်တွေထောင်ကြတန်းကြခံပြီးတော့ပြောဆိုခဲ့ရတဲ့ဖြစ်စဉ်တွေအများကြီးရှိပါတယ်အဲဒီကာလမှာတော့ NDI အစိုးရလက်ထက်မှာတချို့ကိုပြန်ပေးတဲ့ကိစ္စတွေတရားရုံးတွေနဲ့ အဆင်ဆင်ဆောင်ရတဲ့ကိစ္စတွေရှိခဲ့ပါတယ်အဲ့တော့နေပြည်တော်ကိုကြက်ပြေးလို့ခေါ်တဲ့နေပြည်တော်ကိုဒီစစ်ရှုံးကောင်စီကနေပြီးတကယ့်ကိုစနစ်တကျနဲ့ဖော်ဆောင်ခဲ့တဲ့နေပြည်တော်ကိုအဲ့ရအောက်အုံတွေကိုတိဆောက်ခဲ့တဲ့ကုမ္ပဏီတွေအနေနဲ့ပြန်လည်ဆက်သွယ်လာဖို့အတွက်စစ်ရှုံးကောင်စီကထပ်ပြီးတော့အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့အဲ့ဒီခရိုနီတွေဟာဒုတ်ဝေတဲ့အလှည့်ကိုပါမလားဘယ်အလှည့်ကိုပါမလဲဆိုတာတော့ကျွန်တော်တို့ကြည့်ရမယ်နေထားပါ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော့စစ်ကြောင်းမှုပါဝင်ကြာဆုံးရဲဘော်တွေကိုအောက်မေ့အလေးပြုတဲ့အခမ်းအနားကို SOF တပ်ဖွဲ့ကကျင်းပတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မြို့သားညီရဲဆိုရကာကွယ်ရေးညီဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသရဲ့လက်ရုံအထူးတပ်ဖွဲ့တွေဖြစ်တဲ့အထူးစစ်စင်ရေးတပ်ဖွဲ့ SOF P2 9999အထူးတပ်ဖွဲ့ရဲ့စစ်ကြောင်းတစ်စစ်ကြောင်းမှုရဲဘော်ဆရာကြောင်းကြာဆုံးတဲ့တစ်နှစ်ပြည့်နဲ့ကြာဆုံးရဲဘော်တွေကိုအောက်မေ့သတင်းရအလေးပြုတဲ့အခမ်းအနားကိုကျင်းပခဲ့ကြောင်း SOF က ထုတ်ပြန်ပါတယ်အခမ်းအနားကိုဧပြီလ25ရက်ကကျင်းပခဲ့တာဖြစ်ပြီးကာဝေးပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်ကိုအလံတဝက်ချပြီးတော့အလေးပြုတာတနိဋ္ဌာန်ရွတ်ဆိုတာကြာဆုံးရဲဘော်တဦးချင်းစီရဲ့တော်လိုင်းရေးဆောင်ရွက်ချက်မှတ်တမ်းတွေကိုအောက်မေ့သတိရဖွဲ့ဂုံယူဖွဲ့ပြန်လည်ဝေမျှခဲ့ပြီးကြာဆုံးရဲဘော်တွေကိုအလေးပြုခဲ့တယ်လို့သိရပါတယ်ဒီမှာဆိုရင်ဓာတ်ပုံ 16ပုံရှိပါတယ်နည်း4 6 8 10 12 14 16ပုံရှိပါတယ်ဒေါ်လာရေဘော်ဒီတန်ရင်တက်ဖွဲ့အထူးစစ်စင်ရေးတက်ဖွဲ့ရဲ့ရေဘော်16ဦးအသက်ပေးလူခဲ့ရပြီးဖြစ်တယ်ဆိုတဲ့သဘောပါပဲအဲ့တော့လန်တဝက်ချပြီးတော့ဒီအာဇာနည်သူရဲကောင်းတွေကိုဂုံပြူဥညွတ်ကြတယ်အမတရမြဝေပြန်လေပြောပြကြတယ်ဒါတွေကအများကြီးပြုလို့ရမှာပါကျွန်တော်တို့ပြည်သူတွေရဲ့ယဉ်ထဲမှာလည်းအမြဲတမ်းမမေ့မလျော့နဲ့ပြည်သူတွေကိုအမြဲတမ်းအောက်မေ့ အဲပြည်သူတွေဆိုတာပြည်သူတွေကိုအသက်ပေးရင်းနဲ့ကာကွယ်ရတဲ့ရဲဘော်တွေကြာဆုံးရတဲ့ရဲဘော်တွေသူရဲကောင်းတွေကိုအမြဲတမ်းအမှတ်ရအောက်မေ့မှုတွေရှိနေအောင်လို့တပ်ဖွဲ့တွေအနေနဲ့ဒီလှုပ်ရှားမှုတွေကိုတလားပြည့်တစ်နှစ်ပြည့်အခမ်းအနားတွေပြုလုပ်ကြရတာဖြစ်ပါတယ်အဲ့တော့အရီတိုင်းဘက်ကသတင်းကိုဆက်ပြီးတော့ပြောပြကြပါမယ်။ရီတိုင်းဟင်္ဒရခရိုင်လေးမျက်နှာမြို့နယ်မှာဆက်ရှုံးကောင်စီတက်ရဲ့ရိတ်ခါအတွက် ပြည်တွင်စီကနေအတင်းကျပ်ငွေတောင်းယူနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။အဲ့ လင်းမျက်နှာမြို့နယ်မှာတိုက်ပွဲဝင်နေရတဲ့စစ်ရှုံးကော်စီတပ်ဖွဲ့ဝင်တွေရဲ့ရိတ်ခါအတွက်ခြေရော်တွေအလဲကျထဲဝင်ရမယ်လို့ဆိုပြီးစစ်ရှုံးကော်စီတပ်ဖွဲ့ဝင်တွေကငွေကောက်နေတာလို့ဆိုပါတယ်အဲ့တော့လင်းမျက်နှာမြို့နယ်ကဒေသခံတယောက်ကသူ့ရဲ့တည်ရတဲ့အချင်းတွေကိုလို့ပြောပြပါတယ်ငွေလဲထည့်ရတယ်စံရှင်းရင်စံထက်ပေးရတယ်လင်းမျက်နှာကတိုက်ပွဲမှာတိုက်ပွဲဝင်နေရတဲ့တပ်မတော်သားတွေအတွက်ဆိုပြီးတော့ကောက်တာတပ်ဖွဲ့ဝင်တွေလိုက်ကောက်တာမဖြစ်မနေကိုထဲခိုင်းတာလို့ပြောပါတယ် တော့လင်းမျက်နှာမြို့နယ်တဲကရွှေဘုံသာကញ្ញင်တောင်ဘန်းတော်ကြီးတရက်ကုန်းမြို့ကုန်းစတဲ့ကြေးရော်တွေမှာ တိန်ကို9000နှုန်းနဲ့ကောက်ယူနေတာဖြစ်ပြီးလိုအပ်တယ်လို့ကောက်ယူမယ်လို့ပြောကြောင်းလဲပြောဆိုပါတယ်စစ်ရှုံးကောင်စီတက်နဲ့နှိစက်တဲ့သူတယောက်ပြောပြတာကတော့စစ်ကြောင်းမှာတိုက်ပွဲဝင်နေတဲ့စစ်သားဘလောက်ပါလဲတော့မသိဘူးအယောက်9000စာအတွက် ကောက်နေတာ၃ရက်လောက်ရှိပြီထဲတဲ့သူတွေများတယ်ကိုယ်ဆန္ဒနဲ့လှူပေးတဲ့သူမရှိပါဘူးလို့ပြောပါတယ် လက်ရှိမှာစစ်ကြောကုန်တီတက်နေရတဲ့ခါတက်တော့အေးအေးပြည်သူ့ကဝဲတက်မလို့ PDF တွေဟာပါပေါင်းဟင်းတရရေကြီးနဲ့တစ်ဆက်တည်းရှိတဲ့ကရင်တောင်ကြီးွာမှာတိုက်ပွဲတွေပြင်းပြထန်ထန်ဖြစ်နေတယ်လို့လည်းသိရပါတယ်။ဒါပြင်စစ်ကြောကုန်စီထောက်ခံတဲ့မီဒီယာတွေနဲ့ Telegram Channel တွေမှာတော့၄မျက်နှာတိုက်ပွဲအတွက်ပြည်သူတွေကစားနပ်ရိက္ခာထောက်ပံ့ပေးနေတယ်လို့သတင်းအမှားနဲ့ဝါဒဖြန့်နေပြီးမြေပြင်မှာတော့အရသားတွေစီကနေအတင်းကျပ်ကောက်ယူနေတာဆိုပြီးတော့ပြောပါလေခင်ဗျာ။အဲ့တော့သိကြပါလေစစ်ကြောကုန်စီဘက်က ဒီဝါရဖြန် Telegram channel တွေမှာပြောသလိုမျိုးပြည်သူလူထုကအဲ့ဒီစစ်သားတွေအတွက်ဆက်ရှုံးកောင်စီတပ်သားတွေအတွက်ရိတ်ခါထောက်ပံ့နေဆိုတော့ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုရင်ဘယ်သူမှတရားမှာမဟုတ်ပါဘူး။ပြည်သူကိုအမျိုးမျိုးနှိမ့်ဆက်တက်ပြတ်နေတဲ့ဒီ passive စစ်တပ်ခလေးပါမကြမ်းတကယ်လူလောကကြောင့်မသိသေးတဲ့ကိုဝင်ဆောင်တွေကခလေးပါမကြမ်းတက်ကြီးဘိုးဘွားဘုရားသားတို့တွေတန်ဃာတို့တွေတခြားဒီဘာသာရေးခေါင်းဆောင်တွေပါမကြမ်းတက်ပြတ်နေတဲ့ အချမ်းဘတ်စစ်ရှုံးကောင်စီကိုတော့ဘယ်သူမှတရားမှာမဟုတ်ပါဘူးဟုတ်ကဲ့ပါအဲ့တော့ဒီနေ့ညလေးမှာကျွန်တော်တို့တွေ့ရတဲ့သတင်းကြောင်းရတွေကိုပြောပြတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူတွေကိုလည်းဆက်ပြီးတော့သတင်းကြောင်းရတွေတင်ဆက်ပေးနိုင်မှု ဆက်ပြီးကြိုးပမ်းပါမယ်ခင်ဗျာအဲ့တော့ကျွန်တော်ကအဲဒီရက်တွင်းမှာအဲကင်မရာတွေမရှိသေးတဲ့အခါမှာဒီတိုင်းတင်ဆက်ရတော့ error တွေရှိပါတယ်အဲ့ဒါကိုတစ်ချက်နားလည်ပြီးကြပါကျွန်တော်ဖုန်းနဲ့ join ပြီးတော့တင်ဆက်တာဖြစ်တဲ့အတွက်ဖုန်း airplane mood တင်မထားတော့ဘုံဝင်လာတာမျိုးတွေရှိတယ်ကအခုလို error မျိုးတွေတက်သွားတာကိုနားလည် ခွင့်လုပ်ပေးပါဒီဘက်မှာလည်းကျွန်တော်အရင်လိုမျိုးစမတ်ကြကြနဲ့တင်ဆက်နိုင်မှုအတွက် ပြင်ဆင်နေပါတယ်ဒီလကုံပြီးရင်တော့ကျွန်တော်အရင်ပုံမှန်တိုင်းကျမတို့မူကြပါစားခင်ဗျာဆိုတဲ့ပုံမှန်တိုင်းကျွန်တော်တင်ဆက်နိုင်မှုအတွက်ကြိုးစားနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ